ရန်ကုန်တိုင်းဒေသကြီးအတွင်းစွန်ရဲစီမံချက်ဖြင့်ကပိုင်းနိုင်များဖော်ထုတ်ဖန်ဆီးခဲ့ရာတကြံမတိုင်မီကာလနဲ့တကြံအကျက်နေအထိကပိုင်းနိုင်မှု84မှုနဲ့တရခန်68ဦးတို့ကိုဖန်ဆီးအရေးယူထားကြောင်းရန်ကုန်ပူလစ် Facebook စာမျက်နှာမှာသိရပါဗါးစီမံချက်စတင်သည့်ကာလမှယနေ့အချိန်ထိတကြံမတိုင်မီကာလမှာကပိုင်းနိုင်မှု52မှုနဲ့တကြံပွဲတော်ကာလအကျက်နေအထိကပိုင်းနိုင်မှု32မှုစုစုပေါင်း84မှုတို့ထံမှတရခန်68ဦးတို့ကိုဖန်ဆီးရမိခဲ့တာဖြစ်ပါတယ် တကြံအကြက်နှစ်တရက်ထဲမှာတရေကစားတဲ့ပြည်သူတွေစီမှပစ္စည်းနဲ့ငွေများကိုအလစ်တုံနိုင်ယူခဲ့တဲ့ကပိုင်းနိုင်မှုကျူးလွန်သူ20ဦးကိုဖမ်းဆီးရမိခဲ့တယ်လို့သိရပါဗျ။ဖန်စီရမိခဲ့မှုတွေကကမာရွတ်မြို့နယ်ပြည်လန်းရှိအတာမိုးရေကစားမန်တဲရှိမှာမင်္ဂလာတောင်ညွတ်မြို့နယ်နေမင်းညို28နှစ်က ရေကစားနေသူလူငယ်တအူးထံမှဖုံးထည့်ထားတဲ့ရေဆူခံအိတ်ကိုဖျက်ခိုးနိုင်ယူနေစဉ်ဖန်းစီစစ်စီယာမှာ၎င်းအိတ်အတွင်မှာမီးစုအမျိုးအစားလက်ကင်ဖုံးတစ်လုံး၊ငွေကျပ်28100ဘရိဒါတစ်ချောင်းနဲ့ Samsung Grand 2အမျိုးအစားလက်ကင်ဖုံးတစ်လုံး၊ငွေကျပ်22000တို့ကိုတွေ့ရှိခဲ့ပါတယ်။အဲဒီနောက်မန္တလေးမှာပင် လိုင်သာယာမြို့နယ်နေချစ်စမ်းမောင်28နှစ်ကရေကစားနေသူထံမှ Samsung A5 အမျိုးအစားလက်ကင်ဖုန်းတစ်လုံးကိုနှိုက်ယူနေစဉ်ဖမ်းဆီးရမိခဲ့တဲ့ပြင်ကမာရိုးမြို့မှရဲစခန်းတွင်အမှုဖွင့်ကအရေးယူဆောင်ရွက်လျက်ရှိတယ်လို့သိရပါတယ်။စိတ်ကြီးခနောက်တို့မျိုးနယ်နေဇော်မင်းနိုင်တိန်းနိုင်ဖိုးစော်နေဇင်ဘိုဘိုကျော်တို့လေးဦးမှာဈေးရောက်နေသူအမျိုးသမီးတအူးထံမှာငွေကျပ်6200ကိုနှိုက်ယူနေစဉ်ဖမ်းဆီးရမိခဲ့ပါတယ် ဖမ်းဆီးရမိသူ20ဦးကိုကပိုင်းနိုင်မှုကျူးလွန်စဉ်အတီးတီဖမ်းဆီးရမိခဲ့ပြီး၎င်းတို့ထံမှကပိုင်းနိုင်ရာမှာအသုံးပြုတဲ့ခောက်ဓားတွေကိုဖမ်းဆီးရမိခဲ့ပြီးလမ်းသာမျိုးမှာရဲစခန်းမှာအမှုများအတီးတီဖွင့်ကအရေးယူဆောင်ရွက်ခဲ့တယ်လို့သိရပါဗျာ။